အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live year season ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်။ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစို့ကြောင့်ဒီညကနေပြီးတော့အဆုံမောင်းတောင်းပေးလိုက်ပါတယ်။အဲ့ဒါကျွန်တော်ဒီနေ့အဓိကပြောသွားမယ့်ညနေပိုင်းအကြောင်းအရာကတော့လက်ရှိမှာ Liverpool အသင်းအနေနဲ့သူတို့ရဲ့ကစားသမားတယောက်နဲ့လာကျွန်တော် Atletico Madrid ကကစားသမားတယောက်နဲ့လဲလေချင်းပြီး Liverpool ဘက်ကတော့ငွေသားပါပြီးချေသွားဖို့အတွက်ပြင်ဆင်နေတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တယ်။အဲ့တော့ ဒီတဲ့ရင်ကလက်ရှိမှာဒါကျွန်တော်တို့ဘောပိတ္တတွေကြားပြီးသားဖြစ်မှာပါအဲ့ဒီတဲ့ရင်ကလက်ရှိမှာဒါဟူလီယန်အေဗရက်စ်ကိုလစ်ဗာပူးအသင်းကအလိုရှိနေပြီးတော့လာမယ့်နေရာဒီအပြောင်းရွှေ့မှာဒါဝင်နူးနက်စ်ကိုဒါအလိုက်ပေးသွားပြီးငွေသားတချို့နဲ့အတူဒါကျွန်တော်တို့ဟူလီယန်အေဗရက်စ်ကိုပရီးမီးယားလိဂ်ကိုပြန်ခေါ်ခြင်းနဲ့ဒီကစားသမားကလက်ရှိမှာဒါကျွန်တော်တို့ကြားတော့ကဒါကလပ်ဆိုင်ရင်းပုံစံမျိုးသွားဖို့ရှိတယ်ဒါပေမဲ့ဒီညမှာဒါနှမျိုးကွဲနေတဲ့ပြဿနာကြီးလည်းရှိရတယ်မှာပါတယ်ပေါ့နော်အဲ့တော့ဒီဗီဒီယိုကိုကျွန်တော်ရှိမလို့တော့ဥတန်5မိနစ်ဗီဒီယိုလောက်ပဲလုပ်တော့မယ်အဲ့တော့လစ်ဗာပူးအသင်းအနေနဲ့အခုအချိန်မှာဒါကျွန်တော်တို့သူတို့အနေနဲ့လာမယ့်နေရာဒီတဲ့တိုက်စစ်မှုတွေကိုဝယ်ဖို့တော့ပြင်ဆင်တယ် ်ကျွန်တော်ဟိုတနေ့ကပြောခဲ့တယ်ပဲလေဘူးသင်သူရဲ့အဓိကတိုက်စစ်မှုနှစ်ဦးဖြစ်တဲ့ဒီကိုဂျူတာရောဒါဝေဒူနက်စ်ကိုတော့လာခွေလာမဲ့နယူးယောက်နာမည်နယူးယောက်ပဲခုံးပြီလာမဲ့ကျွန်တော်ဒါနွေရာသီအပြောင်းရှင်မှာတရားဝင်ရောင်းချသွားဖို့တဲ့ပြင်ဆင်လာခဲ့တယ်ဒါကျွန်တော်တို့ဒီကိုဂျူတာရဲ့နေရာကိုတော့ကျွန်တော်တန်ဒေးဗစ်ကိုအလကားနဲ့ခေါ်ယူဖို့တဲ့ဒါကျွန်တော်တို့ဆွေးနွေးနေပြီဖြစ်တယ်ဒါကျွန်တော်တို့ဒီကိုဂျူတာကိုတော့ဟူဗသင်းကိုဒါကျွန်တော်တို့တရားဝင်ခွက်ခွာခွင့်ပေးသွားမယ်လို့လေတရင်တွေကကြားသိရတယ်မှာပါအဲ့တော့ ဒီနေရာမှာဒါဝင်နူးနက်စ်ကိစ္စနည်းနည်းလေးတော့စိတ်ဝင်စားဖို့ခေါ်တယ်။လီဗာပူးကိန်းနဲ့လက်ရှိမှာဒါကြောင့်ဒါဝင်နူးနက်စ်ကိုဒါသူ့ကိုတရားဝင်စိတ်ဝင်စားနေတဲ့ကလပ်ကအက်တလက်တီကိုမက်ထရစ်ဖြစ်တယ်။ဒါဝင်နူးနက်စ်ကိုခုတည်းမှာကျွန်တော်ဟိုတလောကပြောခဲ့တယ်လို့ပဲကျွန်တော်တို့အဲ အတလက်တီကိုမက်ထရစ်နဲ့ဒါကျွန်တော်ဆော်ဒီအာရေဗျနှစ်သိန်းအစိတ်ဝစားနဲ့အတလက်တီကိုမက်ထရစ်ကလက်ရှိမှာဆော်ဒီအာရေဗျပေးတဲ့ဈေးလောက်တော့မပေးနိုင်ဘူးဒါပေမဲ့ဒီနေရာမှာဒါကိုလစ်ဗာပူးကအကြီးကျယ်အခွင့်အောင်းယူသွားဖို့အတွက်ခုလက်ရှိမှာဂျန်စီနေတဲ့လစ်ဗာပူးတင်တဲ့ခုလက်ရှိဒါကျွန်တော်တို့ကလပ်အသင်းတွေလက်ရှိမှာဒါကျွန်တော်တို့မိုက်ကယ်အက်ဝတ်တို့ဒါကျွန်တော်ရစ်ချက်ဟူးစတိုအနေနဲ့သူတို့ကြိုက်နှစ်သက်တဲ့ကစားသမားဖြစ်တဲ့ဟူလီယန်အက်ဗရက်စ်ကိုတော့အလာမင်နွေရာဒီမှာဒါကျွန်တော်တို့အမ်အတလက်တီကိုမက်ထရစ်ကနေပြီးတော့ခေါ်ယူသွားခြင်းနဲ့ဆိုတဲ့သတင်းတွေထွက်ပေါ်နေတဲ့မှာပါပါတယ်အဲ့တော့ပြောချင်တာကလက်ရှိဒါကျွန်တော်တို့အတလက်တီကိုမက်ထရစ်နဲ့ဒီနေ့မှာဒါသူတို့အနေနဲ့ပြည် ွင်းကဒါကျွန်တော်တို့လာလီဂါကိုစခုဖို့အတွက်လာလီဂါကိုရှင်ပြိုင်ဖို့အတွက်အနေနဲ့ဒါကျွန်တော်ရာခိုင်နှုန်းရကြံနေသေးပေမဲ့တကယ်တမ်းနင်လားငါလားဟိဆိုတဲ့ movement တွေမှာတော့ဒါကျွန်တော်တို့တကယ်တမ်းပြန်စဉ်းစားကြည့်မယ်ဆိုရင် Liverpool အသင်းအနေနဲ့ဒါ Julian Alvarez ကိုခေါ်ယူဖို့အတွက်အခွင့်အရေးရှိတယ်။ဒါပေမဲ့ Julian Alvarez ကိုတော့ Atletico Madrid ကလွယ်လွယ်နဲ့အသင်းကနေပြီးတော့ခွင့်ပြုသွားမှာမဟုတ်ဘူးလို့ကြားသိရတယ်မှာပါတယ်။ Julian Alvarez ကဒါကျွန်တော်တို့လက်ရှိပူပူလောလောကမှာဒါ Manchester City ကနေပြီးတော့ Euro 85တန်းရောက်လာခဲ့တာဖြစ်ပြီးတော့ကစားသမားတို့ဒါကျွန်တော်တို့ Atletico Madrid ကတ တယ်အားလုံးပေါင်းစာချုပ်ကို9နှစ် plus 1နှစ်6နှစ်စာချုပ်ချုပ်ခဲ့တာဖြစ်တဲ့စာချုပ်တည်တန်းရခုလက်ရှိမှာ2025နဲ့တွက်မယ်ဆိုရင်တော့မှ9နှစ်လောက်ကြန့်ရှိနေသေးတဲ့အတွက်ကြောင့်မို့ Julian Everest ကိုတော့ Manchester City အသစ်နဲ့ oh sorry Liverpool အသစ်နဲ့ခေါ်ယူမယ်ဆိုရင်တော့မှတော်တော်လေးကိုကြီးကြီးကြီးပေးရဖို့ရှိတယ်။ဒါခုနပြောလို့ပဲဒါကျွန်တော်ဗီဒီယိုဆက်မှာပြောခဲ့တဲ့အတိုင်းပဲ Liverpool အသစ်နဲ့သူတို့နဲ့ ပစံအများကြီးပေးစရာမလိုဘဲနဲ့သူတို့နေတာကျွန်တော်တို့ဒါဝင်နူးနက်စ်ကိုပေးမယ်ဒါဝင်နူးနက်စ်ကိုပေးတဲ့အချိန်မှာဒါကျွန်တော်ဟူလီယန်အေဗရက်စ်ကိုဒါပြန်ပြီးတော့ဒါခေါ်သွားခြင်းတယ်အဲ့လိုပုံစံမျိုးသွားဖို့ရှိရဲဒါပေမဲ့ Atletico Madrid ကဒါမျိုးကိုသူနေတာတိတ်မကြောက်သူကတော့ဒါ Atletico Madrid နဲ့ဒါဝင်နူးနက်စ်ကိုငွေသားကြီးပဲတီးတန့်ပေးပြီးတော့သူတို့နေတာဒါဝင်နူးနက်စ်နဲ့ဟူလီယန်အေဗရက်စ်နှစ်ယောက်ကိုဒါကျွန်တော်တိုက်စစ်မှုနှစ်ဦးနေနဲ့အလိုရှိရတယ်မှာပွားတယ် Liverpool ရဲ့ဒါကျွန်တော်တို့ငွေဆိုတဲ့ပုံစံမျိုးတွေ Liverpool တင်းကဒါတိုက်စစ်မှုကိုဒါလိုချင်တဲ့နေရာမှာပွားတယ်ပေါ့ဒါပေမဲ့ဒီနေရာမှာမှတ်မယ်အချက်ကဒါက Michael Edward ကို Richard Hughes ရဲ့ ိုင်ငင်တစ်ခုဖြစ်လာမယ်။အာနီစလော့အနေနဲ့အခုလက်ရှိမှာဟူလီယန်အေဗရက်တဲ့ဆိုင်တာအလက်ဇန္ဒားအီဆက်ကိုပို့မှုပြီးသဘောကျတယ်လို့မြင်ပြတယ်မှာပါ။အဲ့တော့ FG တို့အနေနဲ့ဒါပြန်စဉ်းစားကြည့်အောင် အလဇနာဤဆက်ကိုယူမယ်ဆိုရင်ပေါင်တန်းတရာလောက်ကုန်မယ်။ဟူရင်အဗက်ကိုယူမယ်ဆိုလက်ရှိမှာသူတို့အနေနဲ့အကယ်၍သာဒါဝီနက်စ်ကိုပေါင်တန်း90လောက်ပြင်ရမယ်ဆိုရင်ဒါခုနကပြောလို့အကယ်၍သာဒါအကယ်၍ထားပါဟူရင်အဗက်ကိုခုချိန်မှာဒါကျွန်တော်ယူရိုတန်းတရာဈေးသတ်မှတ်မယ်ဆိုရင်တော့မှတကယ်တမ်းကျွန်တော်တို့ပေါင်နဲ့ပြန်တွက်မယ်ဆိုရင်လေဘဘူးသိနဲ့ပေါင်တန်း40လောက်ထပ်ပြီးတော့အက်တော်လောက်ခဲ့မယ်ဆိုရင်ဟူရင်အဗက်ပြင်ရနိုင်တဲ့နေထားမှာရှိပြောချင်တာကတစ်ဖက်ကတော့စီးပွားတွတ်တွတ်တဲ့နေထားမှာရှိဒါပေမဲ့လက်ရှိဂေါ်လာဟာလာရီယာအာနီစလော့တိတ်ကြိုက်နေတာလက်ရှိမှာအလဇနာဤဆက်ကိုလေ အကယ်၍လီဗာပူးအသင်းနဲ့ကျွန်တော်တို့က သူတို့ရဲ့တိုက်စုံဖြစ်တယ်ဒါဝင်နူးနက်စ်ကိုသားနျူကာဆယ်ကိုတိုက်စစ်ဒစ်ဘိုင်းဒစ်ဒပိုင်းသားဒစ်စစ်ဒပိုင်းအရာဒါကျွန်တော်ကန်လန်းနိုင်ခဲ့မယ်ဆိုရင်တော့လီဗာပူးတင်တဲ့ဒါကိုလည်းထည့်သွင်းစဉ်းစားပြောချင်တာကလီဗာပူးတင်တဲ့အဖြေကအထူးထုံးနဲ့ပြောရမယ်ဆိုရင်တော့ဟူလီယန်အက်ဗက်စ်ပဲဖြစ်ဖြစ်အီဆာပဲခေါ်မယ်ဆိုရင်တော့သူတို့နဲ့ပေါင်သတ်တရားပေးတယ်ဆိုတာဒါဝင်နူးနက်စ်ကိုပေးမယ်ငွေသားပြန်ယူမယ်ဆိုတဲ့ပုံစံမျိုးကိုငွေသားနဲ့ဒါဝင်နူးနက်စ်ကိုပေးမယ်ကစားသမားတစ်ယောက်ပြန်ယူမယ်ဆိုတဲ့ပုံစံမျိုးကိုဒါကျွန်တော်သွားဖို့ရှိတယ်ပီအက်ဖ်ကအခုလက်ရှိမှာဒါဝင်နူးနက်စ်ကိုစိတ်ဝင်စားနေတယ်ဆိုတော့ကောလာဟလာရထွက်နေတယ်အဲ့တော့ ဘဘူးရောက်လာမလဲ Everest ကလက်ရှိမှာ Liverpool အသင်းတွေကတော့ကျွန်တော်တို့သတင်းတွေတော်တော်လေးကိုမြိုင်ဆန်ထွက်နေတယ် Atletico Madrid ကရောင်းဖို့တော့တက်နေတယ်တစ်ဖက်က Newcastle တွေဒီတိုင်းပဲဒါပေမဲ့ Darwin Nunez သာအပြောင်းအရွှေ့တစ်စိမ့်တိုင်းဖြစ်လာမယ်ဆိုရင်တော့ဘလို့ဖြစ်လဲအဲ့တော့လောက်ပါပဲဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3 point ဆိုနဲ့ဒီ before you တို့မှာကျင်းလူစံပေါအောင်ကုညီလို့ရပါရဲ့မြန်မာလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့အောက်က comment တွေမှာလေး Youth Sport Media 3 point ဆိုနဲ့ TV4U ရဲ့လင်လေးတွေကိုထည့်ပေးထားခြင်းပဲကျွန်တော်မျက်စောကူညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လေးကိုကျွန်တော်အားပေးလို့ရပါရ။မြန်မာလက်ကလစ်ဖို့မမေ့ကြပါနဲ့။မြန်မြန်ကလစ်မှာမြန်မြန်သွားမြန်မြန်နိုင်ငံဖြစ်ပါတယ်။အားလုံးကျွန်တော်မိုင်းကောင်းမွန်တဲ့နေ့ဖြစ်ပါစုံမောင်းအောင် တောင်းပေးနေပဲ။ကျွန်တော်တို့နောက်မှ AC2 ကြတာပေါ့။ Dave ပါဗျ။